မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာပင်ကကျမ်းမာရေးကိုလိုက်စားတယ်အစားအသောက်တွေကိုဂရုတစက်ရွေးချယ်တယ်ဒါပေမဲ့ချင်းမရွှေကဘယ်တော့ပဲစ조사조사ကိုအလေးချေကမချတဲ့အပြင်အမေလည်းမလမ်းမဆက်ဖြစ်နေတယ်လို့ခံစားပူပါသလားဒါကတင်စားနေတဲ့အစားအသောက်တွေထဲမှာကျမ်းမာရေးဆိုတဲ့တိုးရီခြုံနှားတဲ့ဝင်ပလူတွေပေါင်ပင်နိုင်ပါလေဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မိဖို့ကြောင့်တဲ့အထိရောက်နေတဲ့ ကျမ်းမာတယ်လို့နာမည်ကြီးပေမဲ့တကယ်တမ်းမှာပြင့်ကျမ်းမာရေးကိုအိတ်ဒစ်ဖြစ်စီနေတဲ့အစားအစာကိုမျိုးအကြောင်းကိုကျွန်တော်နဲ့အတူတူခေါ်ထုတ်ကြည့်ကြရအောင်။ကဲနံပါတ်9နေရာကနေစလိုက်ကြရအောင်။နံပါတ်9ကတော့မနက်စာစီရီယယ်များမနက်ခင်းအချိန်တွေရတဲ့မိဘတွေအတွက်ဒါမှမဟုတ်အလွယ်တကူမနက်စာစားချင်တဲ့လူတွေအတွက်ကတော့စီရီယယ်ဆိုတာကအလွယ်ကူဆုံးရွေးချယ်မှုတစ်ခုလိုပါပဲ။ဥပမာဗီတာမင်တွေတန်တပ်တွေဖြည့်စွက်ထားတယ်ဆိုတဲ့ဇာတ်လမ်းတွေကလည်းပြန်ကိုကျန်းမာရေးနဲ့ညှို့တဲ့မနက်စာတစ်ခုအဖြစ်ထင်မှတ်စေပါလေ။ ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီ series ရဲ့တော်တော်များများအထူးသဖြင့်ကလေးတွေအတွက်ရည်ရွယ်တဲ့ series တွေအတိတ်ကပါဝင်ပစ္စည်းတွေကပန့်စင်ထားတဲ့ကစီတက်နဲ့တရားဖြစ်ပါတယ်။တချို့ဆိုရင်တရားပါဝင်မှုကအချူကြီးတပူးနီးပါးတောင်ရှိနေတတ်ပါတယ်။ဒါဟာမနက်စာစားတာမဟုတ်ပဲတရားလုံးတွေကိုနက်နက်စာဖြင့်စားလိုက်တာနဲ့တိတ်မထူပါဘူး။ဒါကကလေးတွေကိုခဏတာလန်းစမ်းသွားစီပြီးမကြခင်မှာပဲအာယုံစူးဆိုင်မှုမရှိတာမောပန်းတာမျိုးတွေလည်းဖြစ်စေပါတယ်။ဒါကြောင့်မနက်စာအဖြစ်စီရီယယ်ကိုစားတော့မယ်ဆိုရင်ပါဝင်ပစ္စည်းစီရင်ကိုအရင်ဖတ်ပါ ကြက်ရားကပထမဆုံးပါဝင်ပစ္စည်းလုံးမျိုးထဲမှာပိုင်နေတော့ရှောင်ချီလိုက်ပါအကောင်းဆုံးကတော့အုတ်ကြုံပြောင်းဖူးပြုတ်ကစွန်းဥလိုမျိုးတဘဝအတိုင်းရတဲ့အရာတွေကိုမနှက်စာကျက်စားသုံးတာကအကောင်းဆုံးဖြစ်ပါလေနံပါတ်၈ကတော့ကလူဒင်မပါတော့အတင်စားမုံများကလူဒင်ဖရီးဆိုတဲ့ဇာတ်ရန်ကိုမြင်လိုက်တာ ਨੇ ရက်မာရေးနဲ့ညံ့ညွတ်ပြီးလို့အလူဝလျောက်ထင်သွားတတ်ကြပါလေဒါပေမဲ့ဒါကစီးကွက်ရဲ့ထောင်ချောက်တစ်ခုပါပဲကလူဒင်မပါအလုပ်ထားတဲ့ကိတ်မုံပေါင်မုံကူကီတော်တော်များများဟာကလူဒင်နေရာမှာအာဟာရဘာမှမရှိတဲ့ပြောင်းဖို့ကစီးက အာလုကစီတက်နဲ့တရားတွေကိုအစားထိုးပြီးသုံးထားတာပါဒါကြောင့်ကယ်လိုရီကလည်းများတွေးရင်းနဲ့ကြတဲ့ကိုလည်းထိုးတက်စေပါတယ်ဒါကြောင့် gluten free စမ်းချင်တယ်ဆိုရင်အသင့်စားမုံတွေအစားဓမ္မဝအတိုင်း gluten မှာပါတဲ့ဆန်းပြောင်း ကစွန်းတို့ကိုစားသုံးပေးပါနံပါတ်9ကတော့အသင့်စား chromic ဖြစ်ပါတယ်အဆင့်အစားနေနဲ့ PP6 တွေရောထားတဲ့ chromic ကကျန်းမာရေးနဲ့မျှတဲ့အစာပြေဆိုင်လိုလိုတိများပါတယ်ဒါပေမဲ့သတို့ဆိုင်မှာရောင်းတဲ့အသင့်စားထုတ်တွေကိုချိလိုက်ပါ အခဲမှာကျမ်းမာတဲ့အစစ်အစံတွေကချိုကလက်လုံးတွေအရာလူထားတဲ့စပစ်တီးချောက်တွေစားတဲ့အများကြီးနဲ့နေထားတဲ့အခွန်မာကြီးတွေကဒါပုံများနေတတ်ပါတယ်။ဒါဟာစားပြီးစားမဟုတ်ပဲနေရာလုံးထုတ်ထုတ်ပါပဲ။ဒါကြောင့်ကိုယ်တိုင်ဖရမစ်လုပ်ပါတခြားမှာပါတဲ့အစစ်အစံမျိုးနဲ့တီးတီးချောက်အနေငယ်ကိုကိုယ်တိုင်ရော့ဆက်ပြီးစားတုံးလာကကျမ်းမာရေးနဲ့အမျိုးဆုံးဖြစ်ပါတယ်။နံပါတ်6အပြင်စားအတုံးဆော့များဒါကတော့ကျမ်းမာရေးကိုအလိုက်ဖက်ဆုံးပုံစံနဲ့တစ္ဆာပေါက်တဲ့အရာဖြစ်ပါတယ်။ကျင်းကဟင်းဒီဟင်းရော့တဲ့အများကြီးနဲ့ ချမ်းမာရင်းနဲ့ညီတဲ့စရက်ပကံကြီးကိုပြင်ဆင်လိုက်တယ်။ပြီးတော့အဲ့ဒီအပေါ်ကနေစရိုးဆိုင်ကဝေလာတဲ့ဆော့ကိုလောင်းချလိုက်ပါလေ။အဲ့ဒီဆော့တဲ့ထဲမှာပကြားချမ်းမာရင်းနဲ့မညီတဲ့ဟင်းသီးဟင်းရစီတွေတာလူပစ္စည်းတွေအများကြီးပါဝင်နေပါလေ။တင်းရဲ့ချမ်းမာတဲ့စရက်ရဲ့ပကံကအဲ့ဒီဆော့တဲ့ကြောင်ကယ်လိုရီအများကြီးပါတဲ့အာဟာရမရှိတဲ့အစားအစာတခုအဖြစ်ချက်ချင်းပြောင်းလဲသွားပါတော့တယ်။အကောင်ဆုံးကတော့အိမ်မှာကိုယ်တိုင်ဆော့ဖြော်တာပါပဲ။ဒိုင်နေစီရှာလကကြီးတံပရာကြီးစာငရုတ်ကောင်းနေနေနဲ့ရွှမ်းမွေလိုက်ရုံပါပဲ။နံပါတ်9ကတော့ ကရနိုလာနဲ့မနက်စာစီးရီရဲ့ဘားများမနက်ခင်းအချိန်မရတဲ့အခါမှာဒါမှမဟုတ်အစာပြေစားဖို့အတွက်အရင်အဆင်ပြေတယ်နော်ဒါပေမဲ့ဒီလိုမနက်စာဘားတော်မင်းရဲ့အဓိကပါဝင်ပစ္စည်းတွေကဘာတွေလဲဆိုရင်တရားပြားရည်ကြောင်းဖူးရည်နဲ့စီလီဖြစ်နေတတ်ပါတယ်အပေါ်ကနေအုတ်ကြုံနဲ့နဲ့အစစ်အစံနဲ့လည်းဖြူထားတဲ့ကျမ်းမာရေးနာမည်ခံထားတဲ့တရားလုံးတစ်တောင်းနဲ့တော့ဘာမှမထူးခြားပါဘူးဒါကြောင့်ပါဝင်ပစ္စည်းစင်းကို အမြဲဖတ်ပါတရားက ပါရမအစုံပါဝင်ပစ္စည်းဖြစ်နေရင်ရှောင်ကျင်တာကအကောင်းဆုံးဖြစ်ပါတယ်။နံပါတ်၄အချက်ကတော့အားကစားအချိုးရည်ဖြစ်ပါတယ်။အားကစားနှုတ်ပြီးတော့ချိတ်ခတ်များတဲ့အခါမှာရေးကြပြန်ဖြည့်ဖို့အလက်ထရိုလိုက်တွေပြည့်ရဖို့ဆိုပြီးတော့တောက်ကြတတ်ကြပါတယ်။ဒါပေမဲ့တကယ်တကယ်မှာတော့တင်းကမာရသွန်အပြည့်အမလေးရောက်ဒါမှမဟုတ်နာရီပေါင်းများစွာချွေးထွက်တန်းရုပ်အပြည့်အတန်တင်းချင်းခါလို့နိုင်မဟုတ်ဘူးဆိုရင်ဒီစပော့တွေ့တွေကတင့်အတွက်လုံးဝမလိုအပ်ပါဘူး။သူတို့အแทမှာပါတယ်အဓိကအရာကရေ၊ကြားနဲ့ဓာတ်တို့အကြောင်းတွေပါပဲ။ဒါကြောင့် တာမန်လေ့ကျင့်ခန်းတို့တွေရောက်အတွက်ကတော့ရေးတဲ့ပြန်လဲဖြည့်တဲ့ပို့ဆိုရင်အကောင်းဆုံးအရာကတော့ရေးပဲဖြစ်ပါလေ။ကဲနံပါတ်1အထိရောက်လာပါပြီ။နံပါတ်3ကတော့ဗာလဲဆိုတော့အစီထုတ်ထားတဲ့ဥမာဟုတ်အစီနဲတဲ့တင်ချင်ဖြစ်ပါလေ။ဒါကဝိချာနေတဲ့ဒူတွေရဲ့အသေးဆွဲပေါ့နော်။အစီမပါဘူးဆိုတော့ကယ်လိုရီနဲပြီးတော့ကျန်းမာတယ်လို့ထင်တတ်ကြပါလေ။ဒါပေမဲ့ပဋိထားတင်တဲ့အချက်ကတော့အစားအသောက်တွေကနေအစီကိုထုတ်လိုက်တဲ့အခါမှာသူ့ရဲ့မူလအရာကလုံးဝပြည့်စည်သွားပါလေ။အဲ့ဒီပြည့်စည်သွားတဲ့အရာတွေကိုပြန်ကောင်းလာအောင်ထုတ်လုပ်သူတွေက ဘာတွေထပ်ထည့်လဲဆိုတာသိလားအဲ့ဒါကတော့တရားတွေအများကြီးကိုထပ်ထည့်ထားပါတယ်ဒါကြောင့်အစီနဲ့တဲ့ချင်အစားပကြမပါတဲ့ brain grid yoga ကိုရွေးချယ်ပြီးတော့တူထဲကိုမှကိုယ်ထအသိဉာဏ်ထက်ဆတာကတော့အကောင်းဆုံးဖြစ်ပါတယ်နံပါတ်2အနေကတော့အာဂါဘီပြားရည်တဘောကပြားရည်ဆိုပြီးတော့တရားအစားထိုးတုံးကြတဲ့အဂါဗေနတာဆိုတာကတရားဖြိုးထက်တောင်ပိုဆိုးနိုင်ပါတယ်ဘာလို့လဲဆိုတော့သူကဖွတ်တိုတဲ့အတော်မင်းများလို့ပါဖွတ်တိုတဲ့တွေကအသက်ကိုတိုက်ရိုက်ရောက်ပြီး အစီအဖြစ်ပြောင်းလဲလွယ်တဲ့အတွက်အသက်အစီဖုံးတာလိုမျိုးယောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အကျန်းအစားထိုးအနေနဲ့ပမာဏအနည်းငယ်တာသုံးမယ်ဆိုရင်ပြားရည်စစ်စစ်ကပိုကောင်းတဲ့ရွေးချင်မှုတစ်ခုဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကနံပါတ်၁အတင်းစားတတိဖြော်ရည်။ဟုတ်ပါတယ်။ဘူးပေါ်မှာတရားခံတော့ blue juice no sugar အဲ့ဆိုပြီးတော့ရေးထားတာမြင်ရင်ဒါကအတေးအနံတွေရဲ့အာဟာရအပြည့်ပါတဲ့နှက်စေးတစ်ခွက်လိုပဲဆိုပြီးတော့ထင်ကြပါတယ်။ ဒါပေမဲ့ဒါကအကြီးမားဆုံးနေတယ်မို့လို့ခုဖြစ်ပါတယ်။တီတီတွေကိုဖြောရည်ဖြစ်အောင်စက်ရုံမှာပြုပြင်ရတဲ့အခါမှာကျမကြီးအတွက်အရေးကြီးဆုံးဖြစ်တဲ့အမြင်တက်ပြီးအားလုံးနေပါရှုံရှုံတွားတတ်ပါလေ။ကြက်ခဲတာကတော့ငကြားနဲ့ရေပဲဖြစ်ပါလေ။ဒါကြောင့်ပြင်တက်လိုက်တာကငကြားလုံးအရေးဖြောထားတဲ့အချိုးရဲ့တစ်ခွက်နဲ့ဖြစ်မကွာပါဘူး။ဒါကြောင့်ကျွန်တော်ကြံပြတာကဖြောရည်အစားအမြင်တက်အပြည့်အဝပါတဲ့အတီးလုံးကိုပဲတက်ရဲစားတော့လာတာအကောင်းဆုံးဖြစ်ပါလေ။ကဲချစ်မရှင်တို့ရေဒါတွေကတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာ ျမ်းမာတယ်လို့အထင်မှားပြီးတော့စမ်းသုံးနေမိတဲ့အစအစာကိုမျိုးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဒီထဲမှာမပါသေးတဲ့တင်းတို့တိထားတဲ့တခြားအစအစာတွေရှိရင်လည်းကွန်မန့်မှာရေးပြီးတော့မျှဝေပေးခဲ့ကြပါဦးခင်ဗျာ။ဒီဗီဒီယိုလေးကိုတဘောကြနေဆိုရင် like နဲ့ subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်။အားလုံးပဲကျမ်းမာရေးအတွက်မန်ကန်နဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်ကြပါစေ။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့တန်ဆောင်ကြမယ်ခင်ဗျာ။